မင်္ဂလာပါတဲကျဲအိထုတ်တာလည်းလူတရားအနေနဲ့ထောပတ်ဒီစားလို့မရဘူးဆိုတော့မိကိုလေးနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာကျွန်တော်ရှင်းပြပါမယ်အဲ့တော့ကျွန်တော်တို့ရဲ့အသေးရဲ့ဘေးမှာတဲကျဲအိဆိုတာရှိတယ်အဲ့တော့ကျွန်တော်ပုံမှန်ပြတာလည်းအတိုင်းပါပဲအော်ဒီတဲကျဲအိလေကဘာလို့ပေးလဲဆိုရင်ကျွန်တော်တို့အစားအစာတွေထဲမှာအစီအကိုစားလိုက်တဲ့အခါမျိုးမှာဒီအစီတွေကပူရဲရောက်သွားရင်ကျွန်တော်ခန္ဓာကိုယ်ကနေဆုပ်ယူဖို့အတွက်တဲကျဲရေကိုလိုတယ် ော့အဲ့ဒီတဲကြီးတွေကိုပုံမှန်အဖြစ်ကျွန်တော်တို့ရဲ့အသေးကနေစစ်ထုတ်ပေးတယ်စစ်ထုတ်ပြီးအဲ့ဒီတဲကြီးအိတ်လေးမှာသွားပြီးတော့တိန်းထားတယ်အစင်းလေးလောက်တာလေပေါ့ဗျာအဲ့တော့ကျွန်တော်တို့အစီတွေစားလိုက်တာနဲ့ဥရဲရောက်ပြီးဆိုတာနဲ့ဒီတဲကြီးအိတ်ကတဲကြီးတွေထွက်လာပြီးတော့ဒီအစီတွေကိုသူကဖြိုခွဲပြီးတယ်အဲ့လိုဖြိုခွဲပြီးမှကျွန်တော်ဥနေရနေကောင်းကောင်းမှုကိုဆော့ယူနိုင်တယ်။အော်ဆိုတဲ့နေ့တွေကအစီတွေစားပြီးဆိုတာနဲ့တဲကြီးတွေတည်းအစင်းနဲ့ရှိနေပြီသူ့ကိုဖြိုခွဲပြီးဆော့ယူဖို့အတွက်ပေါ့နော်။အဲ့တော့လူတယောက်အနေနဲ့တဲကြီးအိတ်ကိုထုတ်တာလိုက်တဲ့အခါမျိုးတွေမှာ ကျွန်တော်ခန္ဓာကိုယ်မှာတဲကြည်ရည်တွေကအစင်းနစ်မရှိနေတော့တဲ့တဘောပါအဲ့တော့ကျွန်တော်တို့အစီရေစားပြီးဆိုတာနဲ့တဲကြည်ရည်တွေကိုဘယ်အထုတ်ရလဲဆိုတော့တဲရနေတိုင်းရိုက်ထုတ်ပေးရပါတယ်အဲ့ဒီခါမှာကျွန်တော်ဒီအစီရေကိုဆုပ်ယူလို့ရအခက်ခဲလေးအနေငယ်သွားပြီးဖြစ်တယ်ပေါ့နော်အဲ့တော့တဲကြည်ထုတ်ပြီးကစားတဲကြည်အိမ်မရှိတော့တဲ့လူတယောက်အနေနဲ့ထုတ်ပြီးကစားလာပိုင်းအနေငယ်မှာဆိုရင်ကျွန်တော်အနေနဲ့အစီများတဲ့အစားအစာတွေကိုမကြွေးပါဘူး အဲ့လိုကြွေးလိုက်တဲ့အခါမှာခန္ဓာကိုယ်ကနေတဲကျင်အိမ်မရှိဘဲနဲ့အသားမကျသေးတာဖြစ်တဲ့အတွက်ဒီအစီအလေးကိုခန္ဓာကိုယ်ကနေစုပ်ယူဖို့ရပါသွားပြီးအခက်အခဲရှိနိုင်တယ်အဲ့တော့အစီအလေးစားရတဲ့ကိုယ်ကဘိုက်ပွားတယ်ဘိုက်ကယ်တယ်ဝန်းလျှောတယ်စသည်ဖြင့်ပေါ့နော်ဒီလိုအစာရည်နဲ့ပတ်သက်ပြီးအဆင်မပြေတဲ့လက္ခဏာလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်ကချက်ချင်းဆိုရင်ကျွန်တော်အစီအလေးမကြွေးပါဘူးတလအထက်မှာမှအစီကိုနည်း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 ချင်းပြန်ပြီးကြွေးကြည့်ပါတယ် အဲ့တော့ဒီဗီဒီယိုလေးကိုပြန်ပြီးဖြေရရင်တော့ကျွန်တော်နေတဲ့ throw pad ကြီးဆားလို့ရသလားဆိုဆားလို့ရပါတယ်ဒါပေမဲ့ခွဲပြီးပြီးချင်းမှမဆားပါနဲ့ခွဲပြီးတလားလောက်နေတဲ့အခါမှာပမာဏနည်း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 နဲ့ကိုခန္ဓာနည်းတော့ဆားကြည့်လို့ရတယ်နောက်ပိုင်းမှာခန္ဓာကိုယ်ကနေတဲကြီးအိမ်မရှိပဲနဲ့အသားကျသွားပြီဆိုရင်တော့လေကိုလိုချင်တဲ့ပမာဏဆားလို့ရပါတယ်အကျိုးရှိနိုင်မယ်လို့ပြောလို့ရပါတယ်ကျေးဇူးတင်ပါတယ်